မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီရှိဝန်ထမ်းများအားပြစ်စမချင်းဟင်းသီးဟွေများထောက်ပံ့ခြင်းကိုယနေ့မေ28ရက်နေ့နက်ပိုင်းကမန္တလေးမြို့တော်စီပင်သာယာရေးကော်မတီယုံ၆ထက်ဆောင်မြင်ကြီးတွေမှပြုလုပ်ခဲ့ပါတယ်ရှင်မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီစိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနဗတ်ဆောင်ချမ်းမှထုတ်ကုန်များဖြစ်သောဟင်းသီးဟွေများကိုကော်မတီဤလမ်းညွှန်မှုများဖြင့်ဝန်ထမ်းများတက်တာချောင်းချီအတွက်ထောက်ပံ့ပေးခြင်းဖြစ်ပြီး ရာသီရေလိုက်အသီးနှံများကိုစိုက်ပျိုး၍ခူးဆွပေးလျက်ရှိကြောင်းသိရပါရဲ့ရှင်။ဒီဟိဝဲများကိုထောက်ပံ့ပေးရရမှာကစွန်းရွက်အစီ430စီဘူးဒီအလုံး150လုံးငရုတ်ဒီအထုပ်135ထုပ်ဘူးညွန့်အစီတရားနဲ့ခရမ်းဒီကိုကော်မတီရုံးရှိဝန်ထမ်း52ဦးဗန္နာရေးဌာနရှိဝန်ထမ်း69ဦးလန်ဒရာဌာနရှိဝန်ထမ်း128ဦးစိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနရှိဝန်ထမ်း45ဦးနဲ့ စစ်ဆေးရေးဌာနရှိဝန်ထမ်း83ဦးတို့ကိုစိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနမှဌာနမှူးဦးကျော်စာနေလွင်နေတာဝန်ရှိသူများကထောက်ပံ့ပေးခဲ့လို့တင်ရရှိပါတယ်ရှင်။